မင်္ဂလာပါရှင် ကျွန်တော်ဒီနေ့တော့ဒီကျွန်တော်တို့ fitter function အကြောင်းကိုအစားထိုးလို့ရတဲ့ event fitter အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ fitter function အရဆိုရင်8 2021ကနေစပြီးပဲသုံးလို့ရပါတယ်အဲ့ဒီသူ့အောက်က version တွေ19လို့16လို့13လို့10လို့မှဆိုရင်သုံးလို့မရဘူးဒါပေမဲ့အဲ့လိုမျိုးပေါ့နော်သုံးမယ်ဆိုရင်တခြား function လေးတွေနဲ့တွဲပြီးတော့မှသုံးလို့ရတယ်အဲ့ဒီထဲတခြား tool လေးတွေနဲ့သုံးလို့ရရပေါ့နော်အဲ့ဒီထဲက tool တစ်ခုရှိတဲ့ tool တစ်ခုဖြစ်တဲ့ ဒီ data သူထဲမှာပါတယ် sort and filter တွေကဒီ event filter ဆိုတဲ့အကြောင်းလေးနဲ့ event filter လေးနဲ့အဲ့ filter ပုံစံလေးကိုလုတ်ပြပေးมาဖြစ်ပါတယ်။အဲဆိုတော့ကျွန်တော်တို့ကအရင်ဆုံးပေါ့နော် event filter box လေးကိုခေါ်လိုက်မယ်ဆိုရင်တက္ကသိုလ်လေးကြာလာပါတယ်။ event filter ဒီ filter the list in place ရဲ့ copy to another location ရဲ့ရှိပါတယ်။ဒီနေရာဒီ filter မှာပဲ filter စစ်မလား။ဒါမှမဟုတ်တခြားနေရာကိုရွှေ့ပြီးတော့စစ်ပေးရမလား။တခြားနေရာကိုရွှေ့ပေမဲ့သူကတခြားရှိကိုတော့မရပါဘူး။ဒီမရှိမှာပဲစစ်လို့ရမှာပါ။ ော်တခြားရှိကိုပြောင်းကျင်တော့ကျွန်တော်တို့ copy ယူပြီးသွားမှာပဲရပါမယ်အဲ့ဆိုတော့ကဒီမှာဆိုရင်သူ့ရဲ့ဒီမှာဆို argument ဆိုပါဆိုအဲ့ဒါနှစ်ခုရှိပါတယ် list weight ရဲ့ criteria range ရဲ့ပါ list weight ဆိုတာကတော့ကျွန်တော်တို့ဒီ filter စစ်ခြင်းနဲ့စရင်းနေပေါ့နော် criteria range ဆိုတာကတော့ကျွန်တော်တို့ဘယ်ကောင်ကိုစစ်မှာလဲပေါ့အဲဒီထဲရနာရှိတဲ့ဒီ header တွေတွေကဘယ်ဟာကိုစစ်ချင်တာလဲလားလိုက်စစ်ချင်တာလား supplier id လိုက်စစ်ချင်တာလား အ product ID လိုက်စစ်ချင်တာလား supplier name လိုက်စစ်ချင်တာလားဒါတွေကိုပြောတာအတားတွေကိုရွေးချယ်ပေးတာကတော့ criteria range ပါဟုတ်ပြီအဲ့ဒါဆိုကျွန်တော်ကတခုကျွန်တော်အရင်ဒီမှာလုပ်ကြည့်မယ်ပေါ့နော်အဲ့ဒါဆိုကကြောင့် abandon filter တွေကိုသွားလိုက်မယ်ဒီမှာ list range ကိုကျွန်တော်ကဒီကောင်ပေးလိုက်မယ်ဒီကောင်ပေးလိုက်မယ် criteria range ကိုတော့ဒီကောင်ပေးလိုက်မယ် ပြီး okay လို့ပေးလိုက်မယ်ဒီမှာဆိုရင်အောင်ဟိမင်းကိုကျွန်တော်တို့လာစစ်ပေးသွားတယ်ဟုတ်ပြီကျွန်တော်ဒီမှာနောက်ထပ် concentrate လို့ပြောင်းလိုက်ပြောင်းလိုက်မယ်ပေါ့နော်အဲ့ဆို तू ကမစစ်ပေးတော့တော့တစ်ချိန်ပဲဖြစ်တယ်နောက်တစ်ချိန်ပြန်စစ်ချင်ရင်နောက်ထပ်တစ်ခေါက်ကျွန်တော်တို့ပြင်ရဝင်ရမယ်အဲ့လို filter စစ်ထားတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ဒီမှာ clear ဆိုပြီးတော့ဒီလိုပုံလေးကအယောင်လေးတောက်နေပါတယ်ဒါကြောင့်ကျွန်တော် filter ပြန်ပြုတ်လိုက်မယ်ဆိုရင်ဒီ clear လေးက main သွားပါပြီ နော်အဲဆိုတော့ကျွန်တော်ကဒါကိုဒီတိုင်းလေးဆိုတစ်ခေါက်တစ်ခေါက်ပြန်သွားစစ်နေရအဆင်မပြေအဲ့ဒါကျွန်တော်ဘာနဲ့တွဲတုံးပါလဲဆိုတော့မိုက်ခရိုနဲ့တွဲပြီးတော့ဒီဖစ်တာစစ်တာလေးကိုသွားလုံမှာဖြစ်ပါတယ်အဲဆိုတော့ဖစ်မိုက်ခရိုနဲ့တွဲမယ်ဆိုရင်ကျွန်တော်ကဒီကောင်လေးတွေကိုအရင်ဆုံးနံပါတ်ပေးရိုက်မယ်ဒီနှစ်ကြောင်းပေါ့နော်ကျွန်တော် criteria criteria စစ်မဲ့ဒီနှစ်နှစ်ဒီနှစ်ကြောင်းကိုကျွန်တော်က criteria ဆိုပြီးတော့ကျွန်တော်ကဒီမှာနံပါတ်ကြာလာပေးနိုင်မယ်နေကြတယ်မှာနံပါတ်လာပေးထားပါတယ် criteria range ဆိုပြီးတော့ဒီမှာ criteria range ဆိုပြီးတော့ကျွန်တော်လာပေးထားတယ်။နောက်တစ်ခုကတော့ဒီမှာပေါ့နော်ဒီကောင်ကိုကြာတော့လေကျွန်တော်ကဒီ list range ကိုလည်းကျွန်တော်ကဒီမှာ list range ဆိုပြီးတော့မှအဲ list range ဆိုပြီးတော့ကျွန်တော်နာမည်လာပေးထားတယ်ပေါ့နော်ဒီကောင်ကိုလည်းကျွန်တော်နာမည်လေးပေးထားတယ်။အဲ့လိုနာမည်လေးပေးပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်က ဟုတ်ပါတော့နံပါတ်လေးပြပြဆိုရင်ကျွန်တော် micro နဲ့ဒီကောင်ကို record တော့ဖမ်းပြီးတော့မှသုံးလို့ရတက်ခါတယ် record ဖမ်းထားမှာပါအဲ့ဆိုတော့ကျွန်တော်တို့ micro အကြောင်းကိုကျွန်တော် page မှာတင်ထားပေးပါတယ်အဲ့ဒီကမှာအခြေခံလေးမှာအမှတက်ကြည့်ပေးပါနော်အခြေခံမရသေးဘူးဆိုရင်တော့ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့က developer တက်သေးကိုဝင်ပြီးတော့မှ record micro ကို သွားလဲရတယ်လို့ကျွန်တော်တို့ view ကနေလဲပေါ့နော်ဒီမှာ record micro ရဲ့နေ record micro ကိုသွားလို့ရတယ်ဒီမှာ record micro ယူလိုက်မယ်ဆိုရင်တွေ့ဒီမှာဆိုရင်ဒီမှာစစချင်းလုံးမရဆို micro 1လို့ကြာမှာကျွန်တော်တခုလောက်ထားရှိလို့ပေါ့နော် ော် micro တူးလို့ကြာရဆိုတော့ကျွန်တော်ကလို့နာမည်ပေးလိုက်မယ်အဲ့ဒါပြီးလို့ရှိလို့ရှိရင်တော့ကျွန်တော် okay လို့ပေးလိုက်မယ်ဒါဆို record စာခံနေပြီအာ filter ဆိုပြီးတော့ရှိနေတယ်တဲ့အဲ့ဒီတက်ခါကြတော့အဲဘောနော် no ဆိုပြီးကျွန်တော်တို့တခြားနာမည်ပေးရမယ် filter data လို့ပေးလိုက်မယ်နော် filter data okay ဟဲ့ဆိုရတော့အဲ့ဆိုကျွန်တော်ကအဲ့တော့လုံနေပြီဆိုတော့ကျွန်တော်တို့ data 2တဲ့ကိုသွားမယ် event filter ကိုယူမယ်အဲ့ဒါပြီးရင်ကျွန်တော် list weight နေရာမှာကျွန်တော်ခဏနေတုန်းကပေးခဲ့တဲ့အတိုင်း list weight လို့ကျွန်တော်ပေးလိုက်မယ် criteria rate နေရာမှာလည်းကျွန်တော်ခဏနေရာနံပါတ်ပေးထားခဲ့တဲ့ criteria လို့နံပါတ်ပေးလိုက်မယ် criteria လို့ပေးလိုက်မယ်အဲပြီးလို့ရှိရင်တော့ fitter to list in place ဒီနေရာမှာပဲကျွန်တော်ကစစ်မှာဖြစ်တဲ့အတွက် fitter to list in place ကိုပေးလိုက်မယ်အဲ fitter to list in place ဖြစ်တဲ့အတွက် copy ရကျွန်တော်ရွေးစရာမလိုတော့ပေါ့နော် uni record only ကျွန်တော် uni ကိုမယူသေးပါဘူးဒီတိုင်းပဲဒီမှာရှိတဲ့ဟာတွေအကုန်လုံးကို fitter စစ်ကြည့်မှာပေါ့နော်အဲ့ဒါဆို okay လို့ပေးလိုက်မယ် ဒါဆိုရင်အောင်ဟိမင်းဆိုပြီးစစ်သွားပြီအဲ့ဒါပြီးပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာဒီကောင်ကို developer တက်ထဲကနေ store record လဲရတယ်ဒီအောက်မှာလဲ record ကြီးရပေါ့နော်ကျွန်တော်ဒီကနေ developer တက်တဲ့ store record နဲ့ record ပိတ်လိုက်မယ်ဟုတ်ပြီတော်တော်ပိတ်လိုက်ပြီပေါ့နော်ဒီမှာဆိုရင်ဒါစစ်နေတဲ့ပုံစံလေးအောင်ဟိမင်းကိုစစ်ထားတဲ့ပုံစံလေးပါအဲ့ဒါဆိုရင်ကျွန်တော်တို့ ဒေတာမှာတော့ကြည့်လိုက်ဒီမှာစစ်ထားတဲ့ပုံစံလေးဆိုဒီ clear ဆိုတာလေးကအအောင်လေးတောက်ပြီးတော့အမှားချက်လေးကအပေါ်ပြနေရပေါ့နော် main မနေဘူးတောက်နေပါတယ်ကျွန်တော်တို့ဒီကောင်ကိုဖြုတ်လိုက်ပြီးဆိုရင်တော့ဒီ clear လေးကဒီမှာဆိုရင်ဒါ clear ဖြစ်သွားပြီ clear ဖြစ်သွားပြီဆိုရင်ဒီကောင်လေးက main နေပြီဟုတ်ပြီအဲ့ဆိုနောက်တစ်ခေါက်ကျွန်တော်တို့ကပြန်ဆန်းကြည့်မယ်ပြန်ဆန်းကြည့်မယ်ဆိုတဲ့အခါကျတော့ဒီမှာတော့မလုပ်တော့ဘူး developer တက်သေးကကျွန်တော် record လုပ်ထားလေးကိုယူလိုက်မယ် filter data ကိုကျွန်တော် run လိုက်မယ်ဒီမှာအောင်ဟင်းမင်းဆိုပြီးတော့ filter လာစစ်သွားပြီဖြစ်ပါတယ် ။ဟုတ်ပြီကျွန်တော်ဒီမှာ concentrate လို့ပြောင်းလိုက်မယ်။နောက်တစ်ခုနောက်တစ်ခါ record တွေကိုဝင်မယ်။ sorry ။အဲဒီ micro တွေကိုဝင်ပြီးတော့မှ micro တွေဒီမှာသွားပြီးတော့မှပြန်ဝန်းကျင်နေဆို deploy ရတဲ့ဒီ mac micro တွေကိုဝင်ရမှာပေါ့နော်။ amplifier data ကို run ဆိုပြီးသွားလိုက်မယ်။ဒါဆိုရင်တော့သူက concentrate တွေကိုလာပြီးတော့မှ concentrate တွေလာပြီးတော့မှစစ်သွားပေးပါပြီ။ဒီမှာဆိုရင်အောင်ဟိမင်းကျွန်တော်နောက်တစ်ခါပြန်ဝန်းမယ်။အောင်ရင်းမျိုးရဟုတ်ပြီအဲ့ဒါကျွန်တော်တို့ supplier ID နဲ့ကျွန်တော်စမ်းကြည့်မယ်ပေါ့နော် အဲဆိုတော့ကျွန်တော်က supplier ID နဲ့စမ်းကြည့်မယ်ဒီကောင်းနဲ့မစမ်းဘူးပေါ့နော် supplier ID နဲ့စမ်းကြည့်မယ် SI 303လုံးတိအဲ့ဒီ SI supplier ID နဲ့စမ်းကြည့်မယ် developer တက်သေးကိုသွားမယ် micro fitter မှာ run လိုက်မယ်ဒီမှာဆိုရင်ဒီမှာ plus စပေးသွားပါပြီဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကဒါကိုဒီ developer တက်သေးကဝင်ဝင်ပြီးတော့မလုပ်ချင်ဘူးဆိုတော့ကျွန်တော်ကဒီနေရာမှာသူ့ကို cloud ပုံစံလေးလုပ်လိုက်မယ်